မင်္ဂလာပါခင်ဗျာဆရာကြီးစင်ဖြူကျောင်းအောင်တင်းရေးတာတော့ပြောရခက်ကြီးပါလို့အမည်ရတဲ့ဝိထုတော်လေးကိုစတင်ပြီးဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာနားချင်ကြပါအောင်ခင်ဗျာ ပြောရခက်ကြီးပါရှောင်းလက်တို့မောင်ထုံးမြတ်မျှော်ကြည့်သည်မြင်ကွင်းကိုမျှော်ကြည့်သည်မြင်ကွင်းဖုံးထားသောကိုင်းတော်ကြီးနှင့်အဆက်ရှိရှားပင်ရိုးရကောင်ကရှားပင်ပေါ်မှကူးနေသည်အော် ဒီရိုးကတန်ပြက်ကိုတာပဲဟုမောင်ထုံးမြတ်အထင်ရောက်နေစဉ်ရိုးကိုတန်ပြောင်းလဲသွား၏လက်စအတက်တော့တကောင်သေးပါနှမျိုးတုံးနေပါကလားဟဲ့လူကြီးဝါမောင်ထုံးမြတ်တတိကောင်ညာလန့်သွား၏ရေမောတန်များကြွက်ကြွက်ညံသွားသည် မောင်ထုံးမြတ်မှာမြားကြီးနောင်ရွာသူလှပြူပြူတို့၏အလဲတို့ရောက်နေသည်ဘာကြည့်နေတာတော့ ဒီရေတွေဒါထရေတွေဖြစ်ရင်ဘယ်တော့ကောင်းလိုက်မလို့မြေဝသွားပြီးငုတ်ချီပေါ်ကြီးတွားလူနောက်ကြီးထရေတမားလည်းမဟုတ်ဖဲနဲ့ရွာလေပိုင်းကခင်ထားရီဖြစ်သည်မောင်ထုံးမြတ်ကိုတွန်းလဲတွန်းဆွဲလဲဆွဲသည်ထိုအခါမောင်ထုံးမြတ်နောက်သို့ဆုပ်ဤမလွတ်တာပါပုံမြဲပုတ်သည်ရေတွေကနက်လဲနက်လာပြီဒါပေမဲ့ဒီဘက်ကမ်းမှမရှိပဲဟိုဘက်ကမ်းမှရှိနေတယ် ဝါဖောင်နေသွားပြီလားအဲ့ဒါတော့နင်တို့ဘာသာနင်တို့သွားပြီးစုံစမ်းပြီးတော့ဟိမောင်ထွန်းမြတ်ဒီခင်ထားရီတို့ပိုက်ကွန်နေလွတ်အောင်ချောင်းပြီးမှတဲတွင်တတွင်ပေးမှရက်လည်းရက်ပြောသည်အဲ့ဒီတော့ဟိုဘကန်းကိုသွားပြီးဆန်းတွင်ဖော်တော့ဘသူလိုက်မတော့ဒီဘကန်းမှာကမြေမကောင်းဘူးဟာဒီဘကန်းမှာကတဲမလှိုင်ချေဟိုဘကန်းမှာကတဲလဲလှိုင်သည်ဆန်းရည်တွင်တူးเสียရလဲပေါ်သည် ကိုထုံးမြတ်ကြီးဂွေရောလှမြင့်စုထင်သည် မောင်ထုံးမြတ်လက်မကြည့်ပဲဘယ်သိမတော့ဟာဟုတ်ပြောသည်ချောင်းရကြလာရင်ဂွေတွေကိုဥမျက်ထွန်းကြည့်ပဲတိတ်တဲ့ဟာကိုပဲတဲကိုရက်တော်ရည်တွင်မှာအတိန်ပါမခံရည်တွင်အကျယ်ဝန်းကန်းရှိသောမိဖုတ်ထားသည့်ဂွေချထားလျင်ကတော်ယုံတန်ယုံတိမ့်ပါယုံနှင့်ရေမနောက်ပေမြောင်းညီနောင်ရွာသူများသည်လက်ရက်တွင်နှက်လာလျင် ်ဤခွေတွင်ကို အသုံးပြုကြသည်လက်ရက်တွင် ရကြရတွင်လည်းပထမရေမုတ်ရိုးတပြံဒုတိယရေမုတ်ရိုးတပြံအထိကောင်းသေး၏တတိယရေမုတ်ရိုးတပြံတွင်မူကားမကောင်းတော့ရှိတဲကန်းပြိုသည်ဒို့ဖြစ်သည်ဖြင့်ခွေချရခြင်းဖြစ်သည်ခွေတွင်မူကားရေဆုပ်သွားလျင်တဲပြင်တစ်ခုလုံးနှိမ့်ပြစ်ပြစ်ပြီးမှခွေတွင်ဖော်လျင်အစဉ်ပြေ၏ဒီနှင့်မြောင်းညိနောင်ရွာ၏ရေစည်းရေလာမှာရွာဘက်သို့ရေစည်းကြောင်ထိုး၏ လက်ရက်တွင်ဖော်ပြမကောင်းရည်စည်းချောင်းကိုဖျက်လိုက်နေရင်ကရပါ၏တဲချမ်းတွင်နှင့်လက်ရက်တွင်ဖော်၍အလွန်ကောင်းသောအနေအထားဖြစ်သည်တို့ရတွင်မြင်းမောက်သောတောင်ခုံဖြစ်နေသောကြောင့်ရေမှုတ်ယူတုံးပြန်းမှမိမိတို့အတွက်မောင်ထိုးမြတ်ကိုဝိုင်းကြခြင်းဖြစ်၏မြားညီနောင်ရွာကလည်းမြားညီနောင်ပင်ချောင်းရည်ကြလာလျင် ထင်းဆက်ရန်သာတတိယကြသည် ရေတွင်းကွေတွေကိုတတိယသူကချသည် တို့လည်းရင်တရွာလုံးအုံအုံကြွကြွဖြင့်ထင်းဆက်ရန်လုံးပန်းနေကြသည်ရေတွင်းကွေတွေကိုခေါ်ရန်တတိယသူကမောင်ထုံးမြတ်ဖြစ်သည်မြောင်းကြီးတော်ရွာသည်အိုးလုံသောရွာဖြစ်တော်ညာရေတွင်းကွေမလုတ်တတ်ရှိတကွေလည်းရင်ငါးတောင်လုံးဖြင့်ကြင်ဟင်းကားကျွန်းတော်မှာရသည်ယခုရေတွင်းကွေအလိုရှိပြီဟာဘယ်သိမရောဟာငါလည်းငါအခင်ငါလုပ်ငန်းဆောင်တာနဲ့ဟာကိုနင်တို့ရေတွင်းကွေကိုအားအားရရ ရေတွင်းကိုလက်ဆတ်တတ်ပြီးပျောက်ပြီးသို့တော်မိန်ကလေးတွေတဆင်းတက်လာသည်ရေတွင်းကိုပြင်းရင်ပြင်းမပြင်းရင်မလှတတ်ခိုင်ကိုတွားတိုင်မယ်လှတတ်ခိုင်ကမောင်ထွန်းမြတ်ဤရှစ်သူဖြစ်ကြောင်းကိုမြောင်းညီနောင်တရွာလုံးတာမကတနေ့လုံးသိသည်လှတတ်ခိုင်မှာမောင်ထွန်းမြတ်နှင့်ရွယ်တူတန်းတူမှုပြော၍ဆို၍ကောင်းသည်အိမ်တွေရသည်သောတော်လှတတ်ခံဤညမာထွေးကိုမူမောင်ထုံးမြတ်ကြောက်သည် ခဲဟိုကြီးခဲဟိုကြီးမောင်ထွန်းမြတ်ကြောက်တော့အခေါ်တော်ဖြစ်သည်ဟဲ့မခေါ်ပါနဲ့ဟာအမေသူကပဲနဲ့အံ့ထင်သည်ဟဲ့မင်္ဂလာမမဆောင်ရသေးတာကိုအဲ့ဒါလို့ခေါ်တော့လှတ်တက်ခိုင်နေလာတာပေါ့လှတ်တက်ခိုင်တွင်ညမအတုံးရောက်ရှိသည်ဒီအတဲတွင်အငဲသုံးကောက်မလေးများနှောင်းကို မောင်ထွန်းမြတ်အကြောက်ဆုံးဖြစ်သည်ဟဲ့ကောက်မလေးအော်ရွေးမရဒီကောက်မလေးဟာလေ ငေါ့ရည်လည်းမရမိဘများကလည်းအလိုလိုက်အမတွေကလည်းပါကြပြီထိုအကြောင်းကိုလူတိုင်းမသိညာလှလှနယ်ကတည်သည်မမနှာသက်ခိုင်စီမသွားနဲ့ညာနှောင်းစီကိုပဲသွားညာနှောင်းစီမသွားနဲ့ဒေါ်ချွေအိုးစီသွားဒေါ်ချွေအိုးကနှာသက်ခိုင်တို့ညာနှောင်းမေတို့ဤအမေဖြစ်သည်မောင်ထွန်းမြတ်သည်ထို့သို့ပြောကာတဟားဟားရေမောလည်းရဲ့ရွာဘက်သို့ပြေးထွက်လာသည်ထိုအခိုက်မှာရေအိုးရွက်လည်းရဲ့လှတ်တက်ခိုင်နှင့်လှလှသည် မြတ်မြတ်အေတို့ရှောင်းကမ်းပါတို့ရောက်လာကြသည်ဟန်တာပဲဟေးအတော်ပဲခင်ထားဤတို့လူစုသည်လှတတ်ခိုင်ထံဝိုင်းလာသည် ကိုထွန်းမြတ်ကြီးရဲ့ဟဲ့ရေတွင်းကိုတောင်းတာမရဘူးတဲ့အမလီဟဲ့သူ့စီကတောင်းမလားတဲပြင်ရှင်ရေရှိရပဲလှတတ်ခိုင်ဤလေတံကတမျိုးဖြစ်ညာခင်ထားဤတို့စိတ်ပြတ်မသွားကြချေတောင်းပေးစားမှာဟဲ့ဒိုတောင်းတာမရတော့ပါ တို့ကြောင့်လှသက်ခိုင်ကကံပေါ်သို့လှမ်းပြောသည် ပေးလိုက်ချမ်းပါချင်းနားဘူးလုံးလို့ပါမရှိဘူးဟာမယုံရင်အိမ်လိုက်ကြည့်လှသက်ခိုင်ကအတွင်းသည့်အစင်းသည့်ဖြစ်သည်မောင်ထိုးမြတ်ဤတို့ပြောနေခြင်းမှာသူ့အိမ်တွင် ရေတွင်းခွေတွေမထားတော့ကြောင့်ဖြစ်ရမည်ထို့ကြောင့်လာတာခိုင်မှာယမန်နှင့်ရေဦးပေါက်ချိန်ကို ပြန်လည်၍စဉ်းစားကြည့်သည်။ချောင်းရေလာပြီဟဲ့။မောင်ထုံးမြတ်ပြောလဲပြောเสียရပင် ရေတွင်ခွေထုံမပေးလည်ရင်တိမ်မီကဲ့သို့ဖြစ်နေသူများပင်လည်ရင်ကိုထွန်းမြတ်ကြိလုတ်လိုက်ပါပျော်ပြီးကြောခိုင်းသွား၏ရေဤသဘောတဘာဝကိုလည်းလူတို့မသိပါစီးစင်းနေသောရေမျက်နှာပြင်အောက်တွင် တွင်တူးခြင်းလည်းတူးမီတောင်ပေါ်ကတင်လည်းပို့ချခဲ့မီသူအကျော်ကိုလူမသိပေအိုးလုံခဲ့သော၆နှစ်ကမဟုတ်လားဘာကြီးထွန်းတို့တန်တမာမာလှုပ်လှုပ်ရှားရှားရှိခြင်းတွင်ရေတွင်ခွေတွေဖော်ရန်မောင်းထွန်းမြတ်ပြေးလာသည် ဟေ့ကောင်လုံးဝနေနဲ့ရေကျသွားတော့မှပဲအထဲကတဲတွေဖယ်ပြစ်မယ်ဟေ့သို့တော်ဘာကြီးထုံးထင်တဲ့ကဲ့သို့ဖြစ်မလားချေရေဒီရေတွင်းခွေများကိုတဲတဲ့၌ပြီးတူးဖို့ယူငင်သွားသည်ဟိုနားနှင့်တွေ့နုံနုံဒီနားတွင်တွေ့နုံနုံလိုက်တော့အခါဘာတန်ဆောင်ကရှင်းပြ၏မင်းဒီကြောင်ထဲမှာအုတ်ခဲတွေ့ဘူးလားအိမ်မှာခင်းထားတာတရာလောက်ရှိတယ်အုတ်ခဲကမင်းရေတွင်းခွေထက် จิตตาပဲกว่าအဲ့ဒါကြီးတော့ဘယ်ရက်ကအုပ်ဖို့ရေတိုက်စားတဲ့ထဲပါလာမှမသိဘူးငါအထင်ပြောရရင်မြေထဲမှာတော့ရှိတော့တယ်กว่าဘာတန်ဆုံးပြောဒီမှာမှန်၏ရေဒီဖို့ပြစ်ခဲတတ်ပါကလားဟုပုံတင်မှတ်၍မရသည့်နည်းတူယခုလည်းတူးဆွယူမင်သွားချေပြီဘာကြီးတော်စကားကိုယုံသည်ဖြင့်ထားမိရရေတွင်းခွေအတွက်တော်တော်နှင့်ငွေမစုမိသည်ဖြင့် ထိုနေ့ကချောင်းရီလာကန်ဤမှရေတွင်ခွေဝဲနိုင်သည်ဤတနေ့သည်မောင်ထိုးမြတ်အတွက်သင်္ကန်းစာဖြစ်သည်ပထားနဲ့ပေါ့ကွာဘာကြီးတွန်းအတွက်ပေါ့တန်သောစကားဖြစ်စေကမူမောင်ထိုးမြတ်အတွက်အလေးအနက်မှတ်သားထားရသောအကြောင်းအရာဖြစ်သည်ထိုအကြောင်းများကိုလှတ်ခိုင်းလုံးစီပတ်စီတည်သည်တို့အတွက်ယမန်နှင့်ရေကြချိန်ကိုပြန်လည်၍တွေးသည်ဟုတ်ပြီပေါ်ပြီ ရှောင်းရည်နှင့်မျောလာသောတစ်ကိုင်းတစ္ဆာများကိုမြောင်းညိတော်ရွာသူရွာသားများအယက်ဆဲကြသည်။လာတဲ့ကိုင်းမှာတစ်တုံးတုံးကိုဖတ်လျက်ရေစည်းဖြင့်လိုက်ပါသွားရာယခုထက်တိုင်ပြန်မရောက်။မောင်ထုံးမြတ်မှာရေမျောထင်းကိုသူ့ရေတွင်ခွေများလောက်စိတ်ဝင်တစားမရှိလာပေ။အမကြီးကုဒတိပြန်မရောက်သေးဘူး။လှလှတင်းနဲ့မျက်မျက်အေးထံမှာ ထိုတဲ့တင်းရချိန်၌မောင်ထုံးမြတ်မိသည့်နေရာတွင်ရှိသည်နီ။ မောင်ထုံးမြတ်သည် ရေတွင်ခွေတွေဖော်ပြီးငန်းပြားတွင်ရှေ့တခွေနောက်တခွေစွတ်ထန်းလာရာမြည်သည့်နေရာသို့ရောက်ပြီနီတန်တိုးတို့အိမ်ခြေရောက်တွင်ဒီတတင်းကို မောင်ထုံးမြတ်ရသည်ထို့ကြောင့်ရေတွင်ခွေနှစ်ခွေသည်တန်တိုးတို့အိမ်တွင် ရှိရမည် မောင်ထုံးမြတ်သည်ရှောင်းကမ်းမော့တပ်ပြီးမှရှောင်းထဲသို့ပြန်ဆင်းလာသည်ချောင်းထဲတွင်လှသခိုင်တို့ညီမသုံးယောက်ရှိသည်ရွာဘက်သို့ကပ်ပြီးစီစဉ်သောရေချောင်းဤဒီဘက်တွင် အာလုခင်းတွေရှိသည်ဒီတစ်ချက်ချင်းပင်လက်ရက်တွင် မတူးနိုင်မီလက်ရက်တွင်တူးလျင် ထုံးစံအတိုင်းရေထွက်မီရေသည်ကြည်လက်နေညာနှရှိစော်နံဓမ္မိဩဇာနံနန်းနေသောကြောင့်တောက်၍မရတို့ဖြစ်သောကြောင့်စမ်းကြောင်းဤဟိုဘက်သို့ကူးခဲ့ရာရေအိုးကိုချထားပြီးရေစည်းတွင်လှတက်ခိုင်ဆော့နေသည်ငါငန်းပြသွားอยู่ပြီမယ်လက်အားဖြင့်တော်တော်နှင့်ရေထွက်ဖွယ်မရှိသောကြောင့်မောင်ထိုးမြတ်က ။အော်ပြောရာလှလှတင်ထလာသည်။မောင်ထွန်းမြတ်၏လက်မောင်းကိုကင်ပြီးအာလူခင်းတစ်ခု၏တောင်းသို့ခေါ်လာသည်။ရေအိုးကဟန်ဆောင်ပြီးယူလာတာခဲအိုကြီးရဲ့အမှန်ကစကားပြောရအောင်လာတာ။ဟေးမောင်ထွန်းမြတ်ခေါင်းကုတ်ရာကဒါဖြင့်ဘာဖြစ်လို့မပြောတော့ဟုမေးသည်။ပြောရမှာခန့်နေလို့နေမှာပေါ့။ဟေး ဒီအဟေရင်ကအကြောင်းဆုံးကိုလှလှတင်ကဖော်ကောင်လို့ဤအမေနဲ့အမနဲ့ကြိတ်ပြီးရန်ဖြစ်ကြတယ်တဝါကျွတ်ပြန်ပြီကြီးကဒီလိုနေတော့ငါမအေးဘာလို့ရမတော့ကြီးအောင်မှာအငယ်တွေရှိသေးတယ်ဟဲ့အင်းဒီတော့လုပ်ငန်းကိုင်ကမကောင်းတာအမေကလည်းအမြင်ပဲတဲ့ဒီတခါတော့ခဲဟုတ်ကြီးကျော်စံရွှင်နဲ့အယူမခိုင်းပဲအိမ်ကနှင်ချတယ်တော့ဟောဗျာအမလေး ဒီအိမ်တော်ပြုတ်ရင်ပြုတ်အိမ်စားဖို့မြေကွက်ကလည်းအသင့်ရှိတယ်အိမ်တော်မပြုတ်ရင်အိမ်ပေါ်ကဆင်းရမတဲ့နေမေတော်တော်မတရားတာပဲရေငက်ခံတဲ့အာလူကင်း၃ဧကမျိုးစုံအောင်ခေါင်းနဲ့မို့ကျမတိတမရတော့အဲ့ဒါပဲခဲအိုကြီးရေလှလှတင်းထားသွားတော့အကမောင်ထိုးမြတ်မှာကြောက်ရွံ့ဖြစ်ကြံခဲ့သည်သူအလွန်မြန်နိုးသောမိန်းမသူအလွန်တန်ဖိုးထားသောမိန်းမ ယခုပုံဖြင့်ကတော်ဘွဲအုပ်ဘွဲဖြင့်တီးရတော့မှာပါကလားငွေတားကြီးမဂ္ဂဇင်းဒီဇင်ဘာလ2016ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့တစေပါတတ်သည်လို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာတစေပါတတ်သည်စောစောစီစီမချွေမလန်းနဲ့ဘာဖြစ်နေတာတော့မိဖို့ကျင်းတိုက်တွင်ပစိုးကိုလုံးသွင်းလျက်စောင်းကြောင်ထားလိုက်တော့ကိုထွေးကိုကြည့်ပြီးမိမေမိမိသည် ိမ်ရှိလေကားရင်နဲ့မနီမဝင်းရှိသောမိဖို့ကျင်းတန်း၌မိမိအလုံးများနေကြောင်းသိညာဒေါ်ဘော့အာယုံကဖုန်တန်းလျားပေါ်ချီတဲပြုတ်ပကံတွင်သာအာယုံရောက်နေရကမိမိအတန်ကြောင့်မိဖို့ကျင်းဘက်သို့လှမ်းကြည့်သည်သူသာမှန်ပါလျက်အမဒေါ်ကျော်ဤသားဖြစ်သော ကိုထွေမိဖို့ဘေးမြေပေါင်းပေါ်တွင်စောင်းကြောက်ထိုင်လျက်သူအမ၏အမေးကိုဖြေးနေ၏အိမ်မှာတည်တဲ့အမမိကြီးကို အိမ်ကနေတောက်တံကိုပို့ပြီးမှတိတ်ကတ်ချိုးလာပြီးထရံမှာထိုးထားတဲ့ဗျာကိုထွေးအပြောကိုမိမိဓာတ်ခနဲ့တည်သည်မိကြီးတစေတို့မဟုတ်မိကြီးဝိညာဉ်သည်တိတ်ခတ်တွင်မိခေါ်လျက်လိုက်ပါလာရာအိမ်ထရံတွင်ရှိနေ၏ဤဒီကို ကိုထွေးဆွဲနှုတ်ကလွှင့်ပြစ်သည်တို့အတွက်ဒေါ်ကြော့ပုံဆောင်မည်သူ့ဘာသာသူထားတာနဲ့ရွက်ထားရလို့လားဟာဗျာ ိုထွေးကြီးရဲ့ဖြေမှာအိမ်မြတာဖြစ်ညာပြဿနာတိုးလာပြန်သည်လေကားရဲမှာပြာတွေဖြူထားပြီးအတက်အစင်းမလောက်ရဘူးတဲ့ဗျာနောက်ဘေးကဆင်းရတက်ရပါဘကောဟဲ့အဲ့ဒါကနင်းအမမိကြီးအတက်အစင်းလောက်ရင်ခြေရာထင်ကျန်ခဲ့အောင်ဗောဟဲ့ဟာဗျာကောင်းဆောင်ကညင်းဆန်ပြီးမှ ကိုထွေးကြီးစကားတန်ထွက်လာ၏အမအကြီးကတေးဘဲဟာကိုထထိုးထဲမှာကလေးကအတက်ကထွက်သွားပြီပဲ အဲ့ဒါကခေတ်ကာလနေလို့လူငယ်တွေအမြင်ကိုဟဲ့ဟုတ်လားမဟုတ်ဘူးလားငါဘယ်သိပါမတော့အမားတို့အဲ့ဒါခတ်နေတာပဲထတ်တော်ထဲမှာအသက်ထွက်သွားတဲ့အမားကြီးဟာဘလို့လုတ်ပြီးတိတ်ရွတ်မှာခိုးမှာတော့ဘလို့လုတ်ပြီးရှေးရထင်အောင်အတက်စင်းလုတ်ပြမှာတော့မသိဘူးဟဲ့မိကြီးမှာတကောင်းလုံးစူဝေလာသည့်အတွက်အော်ပြစ်မိသို့တော်ကိုထွေးကအပြောမရက်အမားတို့ကဒါပဲ အကျိုးသိအကြောင်းသိဘာမှပြောလို့မရဘူးအခုလဲနတ်တဲ့စုံနဲ့တရေတစီစုံနဲ့ဝိညာဉ်တစ်ခုမှမီးမေးမသိကင်လိုက်မီလော ပြူစားလိုက်မီလောပဲတည်တည်တိတိကြကြတစ်ခုမှမသိဘာဖြစ်နေကြတာတော့မျက်နှာမသိပဲနွားစာဆင်းနေရကယခုမှမျက်နှာသိရင်မီးသွေးကလာကောက်တော့ဆံွား သူ့အတွက်ကြိုတင်ဖဲချားထားသောမိမိသွေးကဲပေါ့ပွားကိုမိမိကကောက်ပေးလိုက်တော့ညာရောက်ပါ၏စကားကိုနားထောင်နေရသေးသည်ထထောမှာကလေးကအသက်ကုန်လာခဲ့တဲ့မသားအိမ်မှာလဲပက်လက်ကြီး၃ရက်တွားကြမှာမျက်နာတက်ပါတွားတက်ရှိမိမိစကားကိုဆံဝမပယ်ရှားနိုင်ရောက်ဖကိုကြောပြလိုက်ရဲ့ပဲပစုံယုံပန်းသူထွက်သွားတော့မှဆံဝါနောက်တွင်ကုတ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 ်ဖြင့်လိုက်ပါလာတော့ကြောသူဆံကိုမြင်သည် မြင်တော်ညာခေပညာတက်တော်တူတူကိုကိုထွေးစိတ်မဝင်စားဘာဖြစ်တာတော့ဘာထွေးဟုမေးသည်ကိုပင်အလကားပါကွာဟုလောက်ပြစ်သည်သို့တော့တင်းချိုင်းကတစေကတက်ခတ်မှာခိုးပြီးလိုက်လာတယ်ဆိုဒီစကားကိုတော့ကိုထွေးလက်လျူမရှိနိုင်မင်းကဘာသူပြောတော့ဟုမင်းမိတော့သည်ဘာထွေးပဲပြောတယ်လေ ငါမပြောဘူးထထောမကလေးကထွက်သွားတဲ့အတဟာဘလို့လုပ်ပြီးတိတ်ခတ်မှလာခုမတော့ငါအဲ့ဒါမေးတာပါဝင်းညင်ကိုဘာဖြစ်မယုံဘူးပေါ့ဟေးကိုထွေးနိုင်ကြသွားသည်ကိုယုံကြည်ခြင်းမယုံကြည်ခြင်းထက်စကလုံးကစီပိုးနေသည်ကိုထွေးနိုင်နေစဉ်သူ့တူကစကလုံးကြပေါ်ဖြင့်ရိုက်ပြန်သည်ဝင်းညင်ထင်လင်းတက်ရှင်ခြင်းကတေးခြင်းနောက်ဆုံးရှိရှိဤတဲ့ဗျာ ။စာဝန်းနဲ့မိမိတို့သည်ကိုက စာမတက်တော့အခါတာသမီးလေးယောက်ကစာတန်ပေတန်ဖြင့်ပြောလျက်ရင် အလုံးသဘောကျကုန်ယူကြရ၏။တို့ဖြစ်သောကြောင့်ကိုထွေးကိုလှုပ်ချင်းဖြစ်သည်။တို့ရတွင် ကိုထွေးကစံဝါမဟုတ်။ဟက်ကောင်လေးရဝိညာဉ်သာမရှိတာနဲ့တိတ်ကချိုးတာတာမဆိုင်ဘူးဟ။ပြီးတော့သူတို့ဟာကရက်လက်ဆုံးတုတ်ပြီးရင် အိမ်ထဲမဝင်နိုင်တော့ပြန်ဘူးတဲ့။ခြေစကားနဲ့နောက်စကားမညီဘူးဟ။ပြီးတော့နတ်ကတော်တို့စုံးတို့ကလည်းရှိသေးတယ်ဟ။ ခုအမေကြီးကျော်ကဘာပြောလို့တော့ကျော်သူဇန်တို့သည်ဒေါ်ကျော်ကိုလည်းခေါင်းရင်းတွင်ရှိသောဒေါ်ဖော့နီးတူအမေကြီးဟူ၍သာခေါ်ကြ၏ဟာကွာအစချီလည်းရဲ့တန်တက်ကွင်းကအမေကြီးလောက်ကိုင်းနေပုံများကိုထပ်မံရှင်းပြရပြန်၏ထိုအခါမမျော်လင့်သောအတန်တန်ဝင်ရောက်လာသည်ခေါင်းရင်းအိမ်ကဒေါ်ဖော့ဒေါ်ဖော့သည်အိမ်ရှိခုံတန်းလျာကလေးတွင်သူ့အဖိုးကြီးနှင့်ပယ်နှုတ်ပြုတ်တယောက်တစ်စုံစားလိုက် ရေနွေတယောက်တစ်ခွက်တောက်လိုက်ဖြင့်အစဉ်ပြေနေကြ၏မိမေးမိဖို့ချင်းကိုကောင်းစွာနှမ်းမြင်ယုံတာမက ကိုထွေးရောက်လာပြီးမောင်နှမတွေအချီအကျပြောနေတံများဆံဝါးနဲ့ပါပြောနေကြတံများကို ကြာညာဝင်မပြောပဲနေခဲ့သည်အေးနင်တို့မသိတာရှိသေးတယ်အဲ့ဒါကတော့ထမင်းပြူတစ်ပတ်ကနဲ့ပြည်ပန်းညွှန်ဟင်းညွှန်တစ်ပတ်ကကိုရှင်းအောင်နဲ့တွင်းထားတာပဲဗျာ ဒီအချင်းပြာမကကိုထွေးတယောက်တည်းမဟုတ်ကျော်သူဆံမှာပါလာသည်ထိုနည်းတူပင်ဒေါ်ဖော့နှင့်မျက်နှာချင်းဆိုင်လျက်ပဲလွန်ပြုတ်တစုံစားလိုက်ရေနွေးတစ်ပကံမှုန့်တောက်လိုက်လုံနေတော့ဥတောင်းအေးပါမနေနိုင်ပြီမင်းတို့ကကြီးကြီးကျယ်ကျယ်ဝန့်ကျင်တွေဘာတွေပြောနေအဲ့ဓာတွေကငါခင်မကဘာမှတိတာမဟုတ်ဘူးကြားဘူးနာဝနဲ့ရှောက်လုံနေတာကဲဘာထွေးကြားလားကျော်သူဆံကသကနာခံလို့ညာကိုထွေးမကြည့်လေ သူ့ဟာကရက်မလဲမရှင်ဒုက္ခခံနေရမှာပါကလားဘာတွေးတာဘာသာရေးနဲ့တက်ဆိုင်တာတွေဟောတတ်ကြွတတ်ရင်အန်ကိုက်ပေါ့ဗျာဘာအန်ကိုက်လဲကိုထွေးကစောင်းကြည့်ကငေါ့ညာကြော်သူဆံမဖြုံဩအန်တီဂျီကွယ်လွန်သွားတာဟာဘဝတစ်ခုကနေတစ်ခုကိုပြောင်းသွားတာတကယ်မသိဘူးဗာညာပေါ့အမေမင်းကအများကြီးပြောတတ်တာပဲကွာဒီအတိုင်းသွားပြောကွာ စားဖြင့်အတုခံလိုက်ရသောဒီကောင်နှင့်ကျော်သူဆန်တွန့်သွားသည်လူကလေးကဖြင့်လက်တောက်လောက်နဲ့ဘာတွေလာပြောနေတာတော့အဲ့လိုငေါ့လို့မှာဗျအေးကွာသူပြောတာဟုတ်ပါကလားဆိုတဲ့အတိမရှိကြတာဘာဘာပြောတယ်ထိုစကားသည်ဒေါ်ဖော့ကိုဆောင်းပြောသည်ဟုထင်သဖြင့်ထမင်းစွန်အောင်ဆွဲပြီးဒေါ်ဖော့ထားရချိန်တွင်ဝင်းနေသောဝင်းသောဝင်းနကားကြီးဟလာ၏မောင်လေးရေ အမေကတားသမီးတွေတားနေတယ်။ဝင်လာသူမှာမီးရေးဖြစ်သည်။မင်းဒီမှာရှိမဲ့ထင်လို့လာရတာထသွားရအောင်။မီးရေးဒီထုံးများပြင်မပြီးသေးပဲ။ကျော်သူဆန်နဲ့လိုက်ခဲ့ပါလား။ဟုတ်အဖော်ဆက်သည်။ကျော်သူဆန်ကရှုံးမဲ့တော့လိုက်ပြီးညင်းဆန်သည်။မလိုက်ချင်ပါဘူးဗျာ။မတော်တဆတဆေပါနေမှဖြင့်တစီပါလီဆိုခြင်းမှာ အပမိတီကိုခေါ်၏ဒီမိသားစုတွင်စုံတစီ တရေကိုမယုံကြည်သူအဖြစ်ကျော်သူဆန်တို့မောင်နှမသုံးယောက်သာရှိသည်မြကောင်းဆန်မှာဆင်းရင်းသွင်းမရဒုဗ္ဗလျက်နှင့်အရေးကြုံလာသောအခါကျော်သူဆန်ပင်တစေပါလိမ့်မည်ပြောလာသောအခါပတ်တော်ပိတ်တော်သည်ထဟဲတွားရအောင်မိရေးသည်ကိုတွေးကိုအင်းကြီးကော်လာမှဆွဲမ၏အမကလည်းဟာတွားရအောင်ဟဲ့အိမ်မှာမဟုတ်ကဟုတ်ကတွေလုံနေမှဖြင့် မိမိတို့မှာကွယ်လွန်သူမိကြီးအတွေ့ပူဆွေးရမည်အစာကြံရည်တော်ဒေါ်ကျော့အတွေ့ပူပန်ဆွေးရင်စိတ်ကြောင်းကြဖြစ်နေရသည်အော်ဟင့်ငိုရိုတီကိုလည်းမိရေတဲ့ငင်းခံနိုင်တုတ်တံမှာတိတ်ခတ်ချိုးလာခြင်းကိုလည်းထားတော်ရှင်အောင်ထဲမှာမဲဇလီဟင်းညိုထမင်းပွဲနေဖယောင်းနိုင်မိထွန်းဒီကတော့မိကြောက်ရသည်ရှင်အောင်ကိုမိတော်သောအခါလူပါရစ်ပတ်လုံးထွေးပြီးမိလောင်မျိုးကိုဆိုးရသည် ရှင်အောင်မိမတစင်တရွာလုံးတို့ကူးဆက်လောင်ကျွမ်းသွားလျင်သွားပြီ။စဘာတွေ၊ပဲတွေ၊နှမ်းတွေအပြင်ငရုတ်ပါအစ်စ်ပါနိုင်သေးသည်။တို့ကြောင့်မိရေးမှာဒေါ်ကြော့ကိုစိတ်မချ။အမ၊နေသွားနေဟာ။ဘယ်ဖြစ်မတော့ဟာ။နေလိုက်မလာရင်ငါမှတက်တက်မဲ့အချောက်တိုက်။တို့ဖြစ်တော့ကြောင့်မိဖို့ချင်းဘာပေါ်မှမချွေးမပြဖြင့်ကိုထွေးဆင်းလာရသည်။လိုက်သွားလိုက်ပါကွယ်။ အရေးတဲ့တွင် အမမီမေကတမောက်ကိုထွေးသည်စောင်းစောင်းအောင်းအောင်းဖြင့်ရွာပြင်သို့ထွက်သည်တို့ရတွင်ရှေကင်းလက်ကင်းတာတော်ထတ်တော်မှမပြတ်မွေးပြောမျိုးသည်လဲကစင်းမြတ်တော်တော်မှထသွားသည်သူအမကိုတတ်တော်ထတ်တော်ကိုစိတ်နာသည့်သဘောကွာကလားဟုမိရေးနားလေသည် မနေ့တုန်းကဆုံးကိုခေါ်မေးကြတဲ့က စိတ်ကမခိုင်ဘူးခဏိကောအမခဏိလေမဲထွက်သွားတာနဲ့နတ်ကတော်ရောက်လာတာပဲမရှိမနှောင်းပဲဟဲ့ ကိုတွေးလေတဲ့ကသွားတဲ့ဖြင့်မရေးလေလက်ကသိန်းအတိုင်းလိုက်လာရသည်နေပါဦးအောက်လန်းစရာဆိုလားပဲအဲ့ဒါနဲ့ချိန်ထားသေးတယ်မဟုတ်လားဟုတ်ပါတော့ငါသွားပြင်ရသေးတာခမည်းသမီးရွာထိပ်ကကိုကိုပဲမှာတရေဖြစ်နေတယ်ပြောတာနဲ့ရန်တွေ့လွတ်လိုက်ပါဘောလားဟဲ့ဝမ်းတာတဗျာဟဲ့ဝမ်းအတာမဆုံးနဲ့အိုးထို့သို့ဆိုတဲ့ဖြင့်ဗျာဟုတ်အော်က ကိုထွေးပြန်ဆောင်ကြည့်တွင်ကစင်းပေါံပေါ်ကချော်ကြသည်နဂတော်ကဒေါ်ကျော်ရဲ့သမီးဟာ နေရောင်ပြတိုက်မှာတိုက်စီးဖြစ်နေပြီတိုက်နေရာမှာတွားပြီးရာသမတ်ကိုရဲ့ငွေ6000နဲ့ပွဲချင်းရကျင်းပရမှာတဲ့အဲ့ဒီတော့ဒေါ်ကျော်ပဲဟဲ့ငါ့ကိုဘာမဲ့လို့အယူလာလောက်တာလဲဆိုပြီးထဆဲလို့မင်းနဂတော်လေအိုးကျုပ်နဂတော်မဟုတ်ပါဘူးဗျာအေးပါ အခုနက်ကတော့လဲရေစင်မိုးမရဘာမရနဲ့ထွက်ပြေးရပါဘကောအမအဥ္စာကလည်းအမေကကြမ်းလွတ်လိုက်တာကြည့်ပဲပါလားအေးဘောအဲ့ဒါကြောင့်ရက်လက်ဆွန်းတို့ရင်ဖုန်းကြီးဘယ်နှပါပြင့်မလဲအဲ့ဒါတွေတိုင်ပင်ဖို့လိုက်အချာခိုင်းတာဤအခါတွင်ကကိုထွေးရှေလန်းများတွက်လက်လိမ်မြန်လာလေ၏ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးဆင်မြူကျွန်းအောင်တဲ့ရေးတာတော့ ပြောရခကြည်ပါလို့အမိရတဲ့ဝိထုတော်လေးနှင့်တစေပါဒတ်သည်လို့အမိရတဲ့ဝိထုတော်လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါရယ်ခင်ဗျာဒီနေ့မှအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတော်တဦးတယောက်ချင်းစီတန်းကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါးချွင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ